ဒီရက်ပိုင်းမှာ Tea Mother Awareness Daily ရှိတယ်။ဒါလေးကိုဒေါက်တာကဂုဏ်ပြုသောအဖြစ်အနေနဲ့ဒေါက်တာလူငယ်တွေအများအားကြုံတွေ့နေရတဲ့ depression ဆိုတဲ့အကြောင်းလေးနည်းနည်းပြောပြခြင်းနဲ့ပြီးတော့ဒီ depression ကိုဒေါက်တာတို့ဘယ်လိုကျော်လွှားကြမလဲဆိုတာအကြောင်းလေးကိုမျှဝေခြင်းပါတယ်။ ပါကျွန်မတော်တေယူရီပါအရေးပြချမ်းမရင်းနဲ့အလှပါကို knowledge sharing မြေရလုပ်ပေးနေတယ်အလှပရေးရဆရာဝန်လည်းဖြစ်တယ်လို့မြမျိုးသမီးချမ်းမရင်းရဲ့အကြောင်းကိုဘူတူတာမျှဝေပေးနေတဲ့ဆရာဝန်လည်းဖြစ်ပါတယ်လက်ရှိတော့ဒေါက်တာစီမှာ class လေးပေါ့သင်တန်းတစ်ခုရှိတယ်ပထမတစ်ခုကကြတော့လူငယ်တွေကိုဥတည်ထားတယ်တကူရည်တန်ရှင်းမှုနဲ့အနန္တကင်းစင်ခြင်းဆိုတဲ့အကြောင်းလေးပါဒုတိယ class ကကြတော့နယ်မှာအမျိုးသမီးတွေလှကျင်တဲ့ filter ထိုးကျင်တဲ့ဒါပေမဲ့ငွေကြေးစမပြေဘူးဆရာဝန်တွေကိုလက်လှမ်းမမီဘူးဆိုတဲ့အချိန်မှာဆရာဝန်မဟုတ်တဲ့လူတွေနဲ့ထိုးတဲ့အချိန်ကြတော့ မလိုအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေရတယ်ဆုံးရှုံးမှုတွေများတယ်တာဝန်ခံခြင်းတွေမရှိတော့တဲ့ချိန်မှာအလကားနေရင်လည်းမဖြစ်တင်တာတွေဖြစ်ကြတယ်ဆိုတော့သူတို့လေးတွေအတော်ကိုဒါတို့ဒါကအခြေခံဘူးဒုတာလေးရအောင်တော့ကိုရည်ရွယ်ထားတဲ့သင်တန်းလေးဖြစ်ပါတယ်အကြောင်းလေးအကြောင်းတော့ဖီလာအကြောင်းတည်ကောင်းစီရပါဆိုတော့ဒီ class လေးတွေကို join ကျင်နေဆိုရင်တော့ Facebook မှာတော်တော်ရယူရီလို့ရှာလိုက်ပါ ပြီးရချင်းကြရင် messenger တခါတန်းသွားပြီးရော admin စီမှာ private class လေးကြီး join ချင်လို့ပါလို့ပြောရင်ရပါပြီလူငယ်တွေနဲ့ depression နဲ့ကအများနဲ့တွဲတယ်လို့ပြောရဲဆိုရင်လူကြီးတွေအနေနဲ့ကြီးလိုက်တဲ့ချိန်ကျရည်စရာကြီးလို့အများနဲ့သတ်မှတ်ကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့တရာကအချိန်တော်တော်များများသည့် ငယ်ရွယ်တုန်းကဆိုရင် depression တော်တော်များများနဲ့တော်တော်နေခဲ့ရတယ်လို့ပြောရင်မမှားဘူးအနှစ်နဲ့ချီပြီးတော့ကိုတော် depress ဖြစ်နေတာများတယ်ပေါ့နော်အဲ့တော့အိမ်ကိုပြောတဲ့ချိန်ကျရင်ဆိုရင်အမေကကြတော့လက်ခံနိုင်နေတယ်အဖေကကြတော့လက်မခံနိုင်တာများတယ်ဘာဖြစ်လို့ဆိုသူတို့ဘက်ကနေပြီးတော့ကြည်ရဲ့ချိန်ကျရင်ဆိုရင်နင်ကြောက်တတ်နေရတာပဲအာနင်မပတ်စံရှားစရာလည်းမရှိဘူးနင်ဘာဒီ depress ဖြစ်စရာရှိလို့လဲဘဝကြီးကစတော့မစသေးဘူးဆိုတဲ့ခေါင်းစဉ်နဲ့အာတစ်ဖက်ကနေပြီးတော့နားမလဲပေးနိုင်တာမျိုးရှိရဲ့ဒါပေမဲ့လူငယ်အနေနဲ့ကြီးလိုက်တဲ့ချိန်ကျရင်ဆိုရင်လည်းပဲဘာကြောင့်မှမသိ ည်ဘူးဒါပေမဲ့ကိုယ့်အကူဘာဖြစ်နေလဲလို့ဟိုရှာဖွေရလာအောင်ဒီလဲဒေါ်ရတိုရဲ့အုံနောက်တီကကြတော့နီလန်းနေရှာဖွေတက်တဲ့အွယ်လဲမဟုတ်ခဲ့ပြန်ဘူးအဲ့ဒီချိန်တော့20ပတ်ချလဲတော့ပါเนาะအဲ့တော့ tools တွေလည်းရှိမနေဘူးအဲ့တော့ဒီလိုပဲကြောင်းပါပဲအာစာလေးဖတ်လိုက်တငငငနဲ့ဟိုပျော်ပါးတွေမှတ်လိုက်အဲဒီလိုမျိုးပုံစံနဲ့ပဲ hopeless ဖြစ်နေတဲ့ရက်တရားများတယ်အဲ့တော့အဲ့လိုမျိုးဟာတွေက တိုင်းတာအခုလောက်ထိအလုတ်ဖြစ်ခဲ့ပြီမဲ့အခုဆိုရင်အလုတ်ခွင်နဲ့ရောက်လာပြီအသက်25ကျော်လာပြီ30ဖြစ်လာတဲ့အချိန်ကျရင်စိန်ခေါ်မှုတွေများလာတယ်အကိုဘွားကိုယက်တီရတဲ့ဟာတွေများလာတယ် responsibility များလာတဲ့အချိန်ကျရင်ဒေါက်တာဒီပရက်ရှင်ကိုခေါင်းစဉ်တစ်ခုအနေနဲ့အမြဲတမ်းဘဝရှိရေကိုတူတူတွဲသွားဖို့ကမဖြစ်နိုင်တော့ဘူးဆိုတာကိုပို့ပြီးတော့နားလည်လာတယ်ဒါပေမဲ့အဲ့အချိန်မှာပြင်ကြည့်လိုက်တဲ့အချိန်ကျရင် depression ကကိုယ့်ရဲ့ habit လို့မဟုတ် pattern တစ်ခုလိုမျိုးပြန်ပြီးတော့ဖြစ်နေရပြန်တာကိုတော့တွေ့ပြန်အောင်ဘာကြောင့်မှမသိဘူးဒီချိန်ရောက်ရင်ဒီလိုက depress ဖြစ်သွားတယ်ကို 古老嘛，因海里的旮的里，阿 <noise> 姨，咪是奶酪布，偏偏比我家家大人的看啵，所以。 အဲ့တော့ဒီဟာကိုစပြီးတော့ recognize စလုပ်နိုင်ပြီဆိုရင်တော့ဒေါက်တာတို့ DDD progression ကိုကျော်လွှားဖို့အတွက်အများကြီးမကြတော့ပါဘူးမခက်ခဲတော့ပါဘူးဆိုတော့ဒီဗီဒီယိုမှာငါကျတော့ဘယ်လိုကျော်လွှားကြမလဲဆိုတာကိုဒါ sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒေါက်တာတို့ပထမဆုံးဒီ depression ကဘယ်ကနေစလာရလဲပေါ့နော်ဆိုတော့လူငယ်တွေတော်တော်များများမှဆိုရင် live events တွေအများကြီးရှိရတယ်။တယောက်နဲ့တယောက်ကြွေကွင်းသွားတယ် break up ဖြစ်ကြတယ်မိသားစုတွေ loss ဖြစ်တယ်ချိုးရီကြတော့ exam ဟိုဟာဆောင်မွေးပွဲတွေရှိရတယ်မိသားစုထဲမှာဆိုရင် domestic conflict တွေရှိရပါတော့နော်မိသားစုချင်းချင်းအဆင်မပြေတာ အကြောင်းမှဆိုရင်လည်းဘူလီလောက်ခံရတာပြီးတော့ကွန်ဘဲလောက်ခံရတာလူကြီးတွေကနေပြီးတော့ကိုယ်ကိုရှင်လာဆရာမတွေကနေပြီးတော့ကိုယ်ကိုမတော်လျော်တဲ့စကားတွေနဲ့နှိပ်စက်တာရဲ့အဲ့လိုမျိုးတွေဆိုတော့ trauma တွေညားလာတဲ့အချိန်မှာအဲ့ဒီကနေပြီးတော့ depression ဆိုတာစပြီးတော့စရလာတယ်အဟောင်းနောက်တစ်ယောက်ကိုကိုက outlet အနေနဲ့လည်းပြောပြလို့မရဘူးဖော်ပြလို့မရတဲ့နေသားတွေဖြစ်လာရင်လည်းကိုယ့်အကူမျိုးသိရင်လည်းပဲ depressed ဖြစ်လာတဲ့ဟာတွေဖြစ်သွားတယ်အဲ့တော့ဒီ live event တွေကြောင့်ပဲ depression ဝင်လာလားဆိုတော့လည်းမဟုတ်ပြန်ဘူးတစ်ခါလေကြာရင်တို့က family history ကိုလည်းပြန်ပြီးတော့ကြည့်ဖို့လိုရတယ်ကိုရဲ့မိဘ ဒီထဲမှာဆိုအမေဘက်ကပါလာလားအဖေဘက်ကပါလာလားပေါ့ဒါကကြောင့်ဒီရဲ့ဂျင်းစီကလည်းကိုယ်လှုပ်ဆောင်နေရမျိုးဖြစ်တတ်တယ်ပြီးတော့ခါလေးကြာရင်ကိုယ့်ရဲ့ဟော်မုန်းမညီမျှတာတွေကြောင့်လည်းဖြစ်တတ်တယ်ပြီးတော့ခန္ဓာကိုယ်ရဲ့ chemical imbalance တွေကြောင့်လည်းဖြစ်နိုင်တယ် ဲ့တော့ depression ဝင်ပြီဆိုရင်တို့ဘာလက္ခဏာတွေနဲ့မှန်းလို့ရနိုင်မလဲပေါ့ပထမချက်ကကြတော့အမြဲတမ်းကိုယ့်ကိုအပြစ်တင်တာငါသုံးကြဘူးအမြဲ gay ဖြစ်နေရဲ့အဲတဦးတယောက်မှဆိုနှစ်ခုရှင်လာပြီဆိုရင်ကိုယ့်ဟာကိုယ်ပဲအမြဲ sorry ဖြစ်ပြီးတော့ gay ဖြစ်နေရမျိုးတွေပေါ့ပြီးတော့နောက်တစ်ခု behavior တွေစပြီးတော့ပြောင်းလဲလာတဲ့လူတွေနဲ့ကိုကိုလုံးဝ isolate လုပ်ပြစ်ချင်လာတယ်လုံးဝ introvert type လုံးဝတယောက်တည်းအစိမ့်စိမ့်နဲ့ခက်စိမ့်စိမ့်ပဲနေချင်တယ်စကားမပြောချင်တော့ဒီလိုမျိုးပုံစံနေနဲ့စလာတတ်တယ်အရာရာကိုလက်စိတ်ဝင်စားမှုမရှိတော့ဘူးအစားတောက်တည်ဆိုရင်လည်းပဲလုံးဝမစားတော့တာမျိုးဖြစ်တယ်လို့လုံး ်ကျူးစားရမျိုးတွေဖြစ်လာနိုင်တယ်အဲ့တော့ weight ကလည်းလုံးဝကျသွားရမျိုးဖြစ်နိုင်တယ်လို့ကိုလွန်ကျူးထိုးတက်သွားရမျိုးလည်းဖြစ်လာနိုင်တယ်အိတ်ဓာတ်တွေလည်းအဆင်မပြေတော့ဘူးအိတ်လိုလည်းမြင်ရတော့ဘူးပြီးတော့ဆေးတွေဆွဲတဲ့ရက်တွေတောက်တဲ့ smoking တွေက addict တွေစဖြစ်လာတယ်ပုံမှန်ထက်လိုအပ်ထားတဲ့အလွန်ကျော်ဆွဲတာတွေဖြစ်လာတာပေါ့နော်ပြီးတော့ motivation တွေမရှိတော့ဘူးတခုခုဆိုရင်ကိုယ့်ကို suicide လုပ်ဖို့အတွက်ပြီးတော့နောက်တစ်ခုကိုယ့်ကို injury လုပ်ဖို့အတွက်ကိုဝင်မလေးတော့ထဲမှာပါလာရပေါ့နော်ဒါတွေကတော့ကြာတော့ depression လက္ခဏာအနေနဲ့တော့လို့စပြီးတော့သိနိုင်တယ်အဲ့တော့ဒါတွေဘယ်လိုမျိုးကျော်လွှားကြမလဲတော်တော့ ဘယ်လိုကျော်လွှားခဲ့လေပေါ့ ဆိုတော့တကယ်တမ်း depression ကကြောက်တော့တို့ဒီ weakness အနေနဲ့ဖြစ်နေရမဟုတ်ပါဘူးဒါဒီ weakness လည်းမဟုတ်ဘူးဒါ medical condition အနေထားတစ်ခုသာဖြစ်ပါတယ်ပြီးတော့ကိုယ်မှာ depression ဖြစ်နေရဆိုတာဟိုဖြစ်နေတယ်လို့ကိုယ်ဟာကို recognize ဆောက်လိုက်တာဒီတတိထားလိုက်တာလက်ခံလိုက်တာကကြောက်တော့တို့တို့စပြီးရောကိုယ့်ကိုလွတ်မြောက်ဖို့အတွက်ကိုပထမအဦးဆုံးချိန်လမ်းဖြစ်ပါတယ်အဲ့တော့တို့တို့ဒီ self care tips ကနေစရမှာဖြစ်ပါတယ်ဟုတ်တယ်တခြားနည်းလမ်းတွေအများကြီးရှိရဆိုပေမဲ့ကိုကနေစမှာပဲရတာပါ self care tip ကဘယ်လိုမျိုးလေးလုပ်ရမလဲဆိုတာပြပြ ြပြီးမယ်တို့ပထမဦးဆုံးအနေနဲ့ကိုကြီးရဲ့ daily routine ကိုစပြီးတော့တည်ဆောက်ဖို့လိုပါတယ် routine လေးတွေမှာဆိုရင် goal လေးတွေပေါ့ကိုဖြစ်စနေတဲ့ဟာလေးလေးတွေကိုအကုန်လုံးစပြီးတော့ break down လုပ်ပါအဲကြီးကြီးဝင်ဝင်နေအများကြီးသွားမလုပ်ပါနဲ့တသေးလေးတွေနဲ့လုပ်ပြီးတော့အတနိုင်ဆုံးဒီ routine ထဲမှာအဲ့ချိန်ကိုလုံးဝအတိအကျထည့်ပြီးတော့ deeply ရအောင်စပြီးအောင်ကိုသင်ယူသင့်တယ်ကြိုးစားသင့်တယ်အဟောက်စားလုပ်ပါပြီးရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကို move လုပ်ပါရွေးရှားမှုလုပ်ပါ exercise လုပ်ပါအခန္ဓာကိုယ် move လုပ်တိုက်တဲ့အချိန်ကျရင်ဆိုရင် endorphin ထွက်တယ်အဲ့တော့ကျန်တဲ့အလုပ်ကိုင်းတွေကိုယ့်ရဲ့ mood တွေကိုအများကြီးသူက regulate လုပ်ပေးနိုင်တယ်အထူးသဖြင့်မနေ့ပိုင်းနေ မှာဆိုရင်နေအောင်ချီတွေးလိုက်တဲ့ချိန်ကျရင်ဆိုရင်ခန္ဓာကိုယ်ကစီရိုတိုနင်လေးတွေထုတ်တာဖြစ်တဲ့အတွက်ဒေါက်တာတို့ကျန်တဲ့ကိစ္စတွေအများကြီးဆက်လုပ်လို့ရနိုင်တယ်ပြီးတော့အစားအသောက်ဒေါက်တာတို့ရဲ့ခန္ဓာကိုယ်အင်ဂျင်ဝိုင်းပိုင်းတွေကကျတော့အများကြီးကောင်းမွန်ဖို့လိုအပ်တယ်အိုမီဂါ3တွေ ပြေးသွားတဲ့အစာတောက်တွေကိုစားလို့ရတယ်ပြီးတော့အိတ်ထဲမှာဆိုရင်ပြီးတော့နောက်တစ်ခု electrolyte ဆို mineral တို့ vitamin ဆိုဒီလိုမျိုးတတ်တူတဲ့သတ်ဆောင်ဓာတ်တွေကျွဲဝါတဲ့အသီးနှံတွေစားရတာတတိတိရွတ်တွေစားတာမျိုးတွေစားအောင်ကိုယ့်ကိုယ်ပြန်ပြီးတော့ပြုစုပြုထောင်ပါအတက်နိုင်ဆုံး process food တွေနဲ့ sugar တွေကိုအကုန်လုံး cut off လုပ်ပြပါဒါကအရန်အုပ်ကိုအရေးကြီးတဲ့အချက်ဖြစ်ပါတယ်ပြီးတော့တတ်နိုင် social media ကိုလုံးဝ short ချလိုက်တာအကောင်းဆုံးပါပဲ social media ကိုသုံးနေရသည်ကိုယ်ရင်မသိမသားနဲ့ကိုယ့်ဟာကိုယ် compare သူများနဲ့ like လုပ်တာဖြစ်ပါတယ် timeline မတူကြတဲ့လူတွေအကုန်လုံးဒီ social media မှာစုနေတဲ့အချိန်မှာကိုယ့်ရဲ့ timeline နဲ့သူတို့အကုန်လုံးကသူ့အနေနဲ့သူပြသနေကြတာဖြစ်ပါတယ်အဲ့အချိန်မှာကိုယ်ကကြာနေတဲ့အချိန်နဲ့သူတို့အစဉ်ပြေနေတဲ့အချိန်နဲ့တွားပြီးတော့မိဖြစ်တဲ့အချိန်ကျရင်ကိုယ့်ကိုယ်အသုံးကျဘူးဆိုတဲ့ဇာကားကကိုယ့်ရဲ့ negative self talk ကပုံများစီစင်မှာပုံများတက်တယ်သူလည်းမမဘူးကိုယ်လည်းမမဘူးဒါပေမဲ့ဒီအချိန်မှာတို့တွေ့ဆုံမှုတို့အစဉ်မပြေသေးဘူးအဲ့တော့ social media ားကိုအတက်နိုင်ဆုံးကိုဘက်ကနေပြီးတော့ short လိုက်တာမျိုးပြီးတော့ရွေးချယ်တတ်တဲ့ selectively ကြီးကြတ်တာမျိုးလေးတွေစပြီးတော့လုပ်စီချင်တယ်ပြီးတော့ boundary စပြီးတော့ထားပါမလို့အပ်ပဲနဲ့ဟိုရော့ရော့ဒီရော့ရော့နဲ့ people pleaser လုပ်တဲ့ဟာမျိုးတွေကိုမလုပ်ပါနဲ့စပြီးတော့သင်ယူပါဒီအပိုင်းလေးတွေကိုပြီးတော့ဘာတွေကကို trigger ဖြစ်နေရလဲဆိုတာကိုစပြီးတော့သင်ယူမှုလုပ်ပါပြီးတော့ကိုဒီလိုမျိုးကိုအတွက်ပဲကိုစူးစမ်းနေတယ်ဆိုတာကိုကို appreciate လုပ်ပါ recognize လုပ်ပါ small wins တွေတွေအားစဘယ်သူ့ကိုမှပေါ်ပြရမျိုးမဟုတ်ပဲနဲ့တစ်ခုပြီးသွားတဲ့ချိန်တိုင်းမှာမျက်လုံးလေးမှိတ်ပြီးတော့ ငါဘယ်လိုခံစားရလဲဆိုတဲ့ခံစားချက်စပြီးတော့ကိုတဖြည်းဖြည်းစပြီးတော့တိဆောက်တတ်တဲ့အကျင့်လုပ်ပါပြီးတော့ကိုထန်နှင်းကြတဲ့လူတွေကို charity လုပ်တာမျှဝေတာနေနဲ့ကိုတကယ်တမ်းအောက်မှာ underground မှာဖြစ်နေတဲ့ဟာတွေအကုန်လုံးကိုကြည့်လို့ရပါတယ် အဲကိုလောက်တောင်ချိန်နေမပေးတဲ့လူတွေအများကြီးရှိပါတယ်။ဒီကနေစပြီးတော့ sympathy စခံစားရတယ်။ကိုယ့်အကူစပြီးတော့တနာတတ်တာလည်း kindness စရလာဒီလိုမျိုးတွေနဲ့တဖြည်းဖြည်းစပြီးတော့ secret tips တွေလုပ်လို့ရပါတယ်။နောက်တစ်ခုကကျတော့တို့ therapy option လေးတွေရှိရဲ့။ depression ကိုကျော်လွှားဖို့အတွက်အဟာကကျတော့ cognitive behavior therapy လို့ခေါ်တယ်။ဒါကြောင့်ဒေါက်တာတို့ရဲ့ thinking system ကိုသူ reframe ပြန်လုပ်တာပေါ့။ဥပမာအာငါအမြင်နဲ့ failure ပဲ။အာငါကျတော့ဘာလုံးမှမပြီးဘူးဆိုပြီးအဲ့ဒီ mindset နဲ့သွားတာမျိုးမဟုတ်ဘဲနဲ့ဟိုတခြား reframe တော့ပေါ့နော်။ okay ငါ ဒီဟာလေးကိုတော့တလန်းကိုတော့ကျော်သွားတယ်ဒါပေမဲ့တခြား အလုပ်တွေ productive ဖြစ်တဲ့အလုပ်တွေအများကြီးပြီးသွားတယ်ဆိုတဲ့ပုံစံနဲ့ refrain ပြန်လုပ်တာပေါ့နောက်တစ်ခုကကျတော့ interpersonal therapy တွေရှိရယ်နောက်တစ်ခုက mindfulness based therapy တွေရှိရယ်ဒါတွေကကျတော့ကိုတယောက်တည်းမနိုင်ဘူးဆိုရင်သူတို့ကို certify လုပ်ထားတဲ့ coaching နဲ့ doctor တို့ကအနီးက training လုပ်လို့ရပါတယ်ပြီးတော့တခြား two stage strategies တွေရှိရယ် journaling ရေးတာတနေ့ကို၃ချိန်အာ၃ခုပေါ့နော် tips တွေ၅ပါး thanks for ဖြစ်တာလေဒါလေးတွေရေးတာ music လေးတွေ mood tracker တွေနဲ့လုပ်တာကိုရင်ဖက်ဝင်ဖွင့်လို့ရတဲ့လူတွေနဲ့ကို အနီးကပ်နေတာမျိုးလေးလုပ်ကြည့်လို့ရပါတယ်ဆိုတော့ဒေါက်တာခုစဉ်းလိုက်တာအများကြီးပြပြသွားတယ်ဆိုတာကြတော့ facts ကြီးကတော့များနေပါလိမ့်မယ်အဲ့ဒီထဲကနေပြီးတော့ကိုတကယ်သုံးဝင်တဲ့ဟာကအနေချင်းမဲ့ရှိရင်ရှိနေပါလိမ့်မယ်ဒါကိုမိမိရရယူပါနေတိုင်း apply လုပ်ပါအများကြီးစင်ပြေမယ်မျောလင်းပါတယ်ဒေါက်တာတော့မှကြော်လွားခဲ့သေးရပဲဘာဖြစ်လို့ urian လေးတွေကမကြော်လွားနိုင်ရမှာပဲဒီ video ကအများကြီးကြိုးရှိမယ်လို့မျောလင်းပါတယ်